နို့ကအုံဒီလောက်ရှိတဲ့နန်းဝဝေမြေကိုမင်းမင်းတင်ရိုက်မဲ့လိန်ခေါ်ပြီးတော့ဤထုတ်လိုက်တဲ့ Writer's Day ရဲ့အစရိကတော့သစသစပေါ်လာခဲ့ပြီလေဖြစ်ပါရယ် Writer's Day နော်ချစ်တီကလားလို့လို့ပေါ့နော်မြောင်းနိုင်ငံမှာတကယ်ကိုလေးအချင်းရှိပါရယ်အဲ့ဒီ Writer ကလုံခဲ့တဲ့နော်တချံကမှထောင်ကနေပြန်လွတ်တယ်တတော်များများကတော့ Writer's Day ဘာကြောင့်ထောင်ကျခဲ့တယ်လဲဆိုတော့မသိခဲ့ကြဘူးပေါ့နော်ဆိုတော့ ဒီကိစ္စကလည်းရှုပ်ဝဲထားကြရဲသူထောင်ကနေပြန်လဲထမြောက်လာတဲ့အခါမှာထွက်လာတဲ့အခါမှာအသူတင်ရိုက်ပေးခဲ့တဲ့မင်းသားတွေကနော်သူ့ကိုပြန်လဲဖားခြင်းနဲ့မင်းသားတွေကတော့ရောက်ဒီဆူကြရဲပြေဆုံးကြရဲပေါ့နော်ဆိုတော့ကောင်းပါတယ်နန်းဝေမြစ်ကတော့အလွန်လဲတိကျပါတယ်ဓမ္မစကူးဆီယာမလေးပေါ့အစတုန်းကတော့ပိန်ပိန်ပပလေးနဲ့နော်ကလေးတွေကိုလေးချစ်သက်တဲ့သဘောလေးကောင်းတဲ့သူပေါ့ဆိုတော့တော်တော်လေးနာမည်ကြီးပါတယ် ီနောက်ပိုင်းမှာတော့သူ့ရဲ့ဟိုနှလုံးကြီးကဘာဖြစ်သွားလဲမသိဘူးเนาะဒီမျှတွေကတော့ဆေးထိုးထားလာပါလားအာတော်တော်လေးစိတ်ဝင်စားကြရပေါ့เนาะတော်တော်လေးထူးဆန်းနေပြเนาะသူ့ရဲ့အရင်တော့သေးသေးလေးကဘယ်လိုဖြစ်လို့အုံသီးထက်တောင်ကြီးနေတာလဲเนาะဒါတော်တော်လေးလူတွေကစိတ်ဝင်စားကြတယ်နောက်ဝင်မြစ်ကတော့အခုလိုမျိုးเนาะအဲ့ဒါကြီးကြီးပြီးတဲ့နောက်ပိုင်းမှာဟို sexy model လို့လို့ဘာလို့လုပ်တာလဲเนาะဟို sexy model ဆိုပေမဲ့မြန်မာဆန်ဆန်ပဲဝတ်ပါတယ်သူကเนาะမြန်မာဆန်ဆန်အဝတ်စားနဲ့မလိုက်တယ်လို့ဖြစ်နေအခုကเนาะ ဆိုတော့ဒါအမှုညာလုပ်ငန်းတွေမှာကြော်ညာလေးရိုက်ကူးတယ်ဗျာဆိုတော့နန်းဟူရဲ့မြစ်ကိုမင်းသမီးတင်ရိုက်မယ်လို့ writer stee ကလိန်ခေါ်ပြီးတော့တီးထုတ်လိုက်တယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်လာတယ်။ဒါကြောင့်မလို့ဟိုနန်းဝေမီရဲ့တူတူတိတ်တိတ်တရားစွဲမှုကြောင့် writer stee ကထောင်ချပြီးခုမှပြန်လွတ်လာတာဆိုပြီးတော့သတင်းတွေကတော့ထွက်ပေါ်လာနေသလိုသူတို့ဟိုဒီသတင်းကဘက်ကနေထွက်လာတယ်ဆိုတော့သူတို့အတိအကျမသိရသေးပါဘူးနော်။တကယ်ဆိုရင်တော့မလွယ်ဘူးဗျာနော်။တကယ်လည်းစိတ်မကောင်းပါဘူး။ဒါ writer stee ကလည်းနော်ဒါ ယူပါကိုကြည့်ပြီးတော့မက်မောသွားဟန်ရှိပါတယ်နော်စိတ်မထိန်းတဲ့ဟန်ရှိတယ်တကယ်ကိုလည်းစိတ်မကောင်းပါဘူးအဲ့လိုမျိုးမလုပ်သင့်ပါဘူး